ဘိုင်းအနာအနေနဲ့ရောဒီခုနနေခဲ့တဲ့မြင်းကုန်းနေနဲ့ပတ်သက်ပြီးတော့ဘယ်လိုများဖြည့်စွက်ပြီးတော့ဇူနီပေးမလဲခင်ဗျ။ဟုတ်။အာဟုတ်ကဲ့။ခုနကပေါ့နော်အကိုတို့ဟိုမှာပေါ့နော် mention လုပ်ခဲ့တယ်လို့ပြောတော့ဟိုဘယ်လိုလဲဆိုတော့ဒီ vocational training ကြီးနောက်ပြီး technical training school တွေပေါ့နော်။အဲ့အပြင်ဟိုမှာ language school ပေါ့နော်ဒါဆိုလို့ရှိရင်လည်းပေါ့နော်ဒီဒါကလည်းဟိုဘောနော်ဘာသာစကားနဲ့ပတ်သက်ပြီးတော့အကောင်လုံးပေါ့နော်အကောင်လုံးဖြည့်ဖြည့်နေနေတယ်အစဉ်ပြီးသွားမယ်ပေါ့နောက်တစ်ခုကဘာလဲဆိုရင်နေရလူတွေက ဟိုများသွားဖြစ်သူတို့ကတွားလိုက်တယ်တွားတော့ overseas တွားချာပေါ့အခုခတ်သွားချာခတ်သွားချာရဲ့ခါမှာသူကဘာသာစကားအားနည်းတာလို့သူကဟိုဂျန်ကုံကျောင်းတော်ကာကနနမတိပင်းနဲ့သူထွက်သွားတဲ့ခလေးရှိရပါအဲ့တော့ဘာလဲဆိုတော့လူကုန်ကူးပြက်တနာဖြစ်လာတယ်အဲ့တော့ညီမအနေနဲ့ကဟိုဟာထက်လာပြီးတော့ပြောချင်တဲ့ဟာပေါ့ဘယ်လိုလဲဆိုလို့ရှိရင် employment agency ပေါ့နော်ဒီအလုပ်ကင်ရှာပေး agency ကို strongly ပေါ့နော်ဒီဘက်ကနေပြီးတော့ညီမတို့အလုပ်ပေါင်းဝင်ကြီးဌာနအနေနဲ့ညီမတို့ကတကယ်အခုလက်ရှိတဲ့ training တွေပေးနေပါတယ်အဲ့တော့ဒီဘက်ကနေစိတ်အောင်လို့ဒီမားကြီးလုပ်ဒီမားကြီးတခြားနှုတ်မယ်ဆိုလို့ရှိရင်လေဒီလိုကချိတ်ဆက်ပြီးတော့မှတကယ်တကယ်ပေါ့နော်တကယ်ကိုဥပဒေပေါင်းလေးခိုင်မာတဲ့လုပ်ငန်းဝင်ပြပြည်ဒီဘက်က train ပေးလိုက်မယ်ဆိုလို့ရှိရင်တကယ်ကိုကိုယ်နိုင်ငံသားရောပဲ scale လေးပါအနေနဲ့ပေါ့နော်ဟုတ်ပြီတေချာအောင်ပေါ့နော်လုပ်ပြီးတော့ ခရင်းပြောလွတ်ပေးတာမျိုးလည်းဖြစ်ချင်တယ်ပေါ့နော်အဲ့လိုမျိုးတွေပြီးပြီးအောင်လို့ရှိရင်ဒီလိုပြန်လာတဲ့အခါမှာဆိုလို့ရှိရင်လည်းမတို့ကနေရာတစ်ခုနဲ့ပြန်ပြီးတော့ပြီးပြီးပေါ့နော်ပြန် train တဲ့ဟာမျိုးစဉ်ဆက်မပြတ်ပေါ့နော်ပြီးတော့အဲဟိုဟာ training program လေး training training အဲ့လိုမျိုးလေးလောက်သွားလို့ရှိလို့ရှိရင်တို့ကလည်းဘာလို့ဆိုတော့တို့ရက်ဒီတာ line မှာ లై ပြီးတော့တို့ကပြန်ပြီးတော့တင်ပြီးနိုင်တယ်အဲ့တော့ဒီ resource တွေကပြန်ပြီးတော့ပေါ့နော် develop ဟိုပါပေါ့နော်ပြန်ပြီးတော့အသုံးချနိုင်မှာအဲ့ဒါဆိုလို့ရှိရင်ညီမတို့လောက်တိုင်းအင်အား ဒီပေါ့နော်ရှားပါးမှုလည်းဟိုဟာကြော့ဖြစ်နိုင်ပြီးနောက်ကဘယ်လိုလဲဆိုလို့ရှိရင်အခုနလူကုန်ကူးမှုပြဿနာနဲ့အထိုက်ရောက်ဖြစ်ရှင်းသွားနေပါနဲ့ကာကွယ်သားလို့ဒါလို့ဆိုသူတို့ဒီမှာသူတို့နဲ့အတွက်ပေါ့နော်လုံလောက်တဲ့အသိပညာဗဟုသုတပေါ့နော်အကုန်လုံးပေါ့နော်ဒီဒီ mentorship program တွေပေးရမှာဒီလိုသူတို့နဲ့ပတ်သက်တဲ့ပေါ့နော် program လေးတွေပေါ့နော်သူတို့ like အလိုက်ဒေတာအလိုက်မှာမှာပေးပြီးတော့ training လေးရဆိုလို့ရှိရင်လုပ်ငန်းဆိုလို့ရှိရင်ဘယ်လိုဟိုတင်နှန်းကြောင်းလေးလိုအပ်လေးဘယ်လိုလုပ်ငန်းလေးတွေကပို့ပြီးတော့ဥမာ လေယာဖွံ့ဖြိုးတဲ့နေရာဆိုလို့ရှိရင်ဒီဆက်မှုလက်မှုသင်တန်းကျောင်းကပို့ပြီးတော့တုံးနေတာဒီလိုသူ data အလိုက်နေတော့သွားပြီးတော့အလုပ်ကင်လေးပြီးနိုင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ညီမတို့ကဒီအလုပ်တွေတော့ပြီးနိုင်ဒီနေ့မျိုးကျွန်က secure secure ဖြစ်ဖို့ပေါ့နော်ကျောက် secure ဖြစ်ဖို့ဆိုလို့ရှိရင်မတော့အသက်ကြီးတဲ့အထိ long life ဖြစ်ဖို့ဒီမှာဒီလိုကဟိုအသက်တော်ကြီးွားပြင်ဆင်စားပြီဆိုလို့ရှိရင်မတော့အသက်ဟိုပါပြန်ကျန်းမာရေးအတွက်ညီမတို့ကလိုအပ်ပြီးပညာရေးအတွက်သားသမီးအတွက်ပညာရေးအတွက်လိုအပ်ပြီးပေါ့နော်ဒီ saving ပေါ့နော်ညီမတို့ဒီမှာ ဟိုလက်ရှိခွန်လေးလဲဆောင်နေငါတို့ပုံမှန်ဝင်နေတယ်အကုန်လုံးငါတို့ကဒီဟာအတွက်ကမှငါတို့အစိုးရကလို saving တစ်ခုအနေနဲ့ပေါ့နော်ငါတို့လုတ်တင်နော်လုတ်ဖို့ဆောင်တင်နေဆိုရဲဟာအကြံပြုချင်တာပေါ့နော်အဲ့ဒါမှတို့ကကျန်းမာရေးလို့ပဲတုံတုံဒီပေါ့နော် CPF Central Provider Fund တဘောမျိုးပေါ့နော်ကျန်းမာရေးတို့ပဲတုံတုံပညာရေးတို့ပဲတုံတုံကိုအိမ်တို့ပဲအိမ်တို့ပဲဝင်တဲ့ကြီးရဲ့အချိန်မှာပေါ့နော်ဒီရေးပေါ်ချင်းဒီမှာပြန်ပြီးတော့ထောက်တုံရတဲ့ဟာမျိုးဒါလုတ်ခဲ့ပြီဆိုလို့ရှိရင်ဒီလိုပေါ့နော်သူတို့ကဒါအသက်ကြီးစီအထိပေါ့သူတို့အလုတ် မရှိခင်မရှိတဲ့အချိန်ကြီးပြီးပြီကွာဟိုတို့ဒီအလောက်ကနောက်တလို့ပြောကြတယ်နားတော့နားတော့ခဲ့ရင်တော့မှသူတို့မှဘာလို့တုံးလို့ရလဲဆိုတော့ဒီဟာကိုညှောပြန်ပြီးတုံးချတယ်သူတို့အိမ်ဝင်မယ်ဆိုလို့ရှိလို့ရှိရင်ဒီပတ်စံကိုတုံးလို့ရရခါကြတော့60မပြေခင်တော့မှဒီဒီစီဘီကိုတံပြန်ပြီးတော့တုံးလို့ခါမယ် DCPF နဲ့ဟိုပါပေါ့နော်အိမ်ဝင်တဲ့လို့တမို့အိုးမအိမ်မဲ့စနစ်လေးပေါ့နော်ဟိုထိုက်ရောက်ပေါ့နော်ယော်ပါသွားအဲအဲ့လိုမျိုးပေါ့နော်ဒါကညီမကတော့ ဟိုဒါအကြံပြုချင်တာပေါ့နော်ညီမတို့ကဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးဟာလေးဖော်ဆောင်သွားလို့ရှိရင်တိုင်းပြည်မှာဆိုလို့ရှိရင်ဒီပေါ့နော်ဒီလုံသားအင်းကရှားပါတာကိုသူတို့ထိုက်လျောက်ပေါ့နော်ဒီတက်ကြီးမှပေါ့နော်ဒီလိုမျိုးဒုက္ခဒုက္ခကြီးကြုံရတဲ့ဟာထိုက်လျောက်ရောပါသွားမယ်လို့ညီမဒီလိုကြည့်ရပေါ့နော်ဒါမျိုးလေးဖော်ဆောင်တင်တယ်လို့ညီမအနေနဲ့ယူဆပါရှင်ဟုတ်ကဲ့ဆရာမိုင်းနော်ပြောရတဲ့အနေနဲ့ကျွန်တော်တစ်ချက်သတိရတာရှိတယ်ကျွန်တော်နိုင်ငံမှာဒီပြင်စင်စားဆိုလို့ရှိရင်ကိုအစိုးရဝန်ထမ်းတွေပဲပြင်စင်စားလို့ရတာရှိတယ် နိုင်ငံတကာမှာတော့ဒီအခွန်လဲဆောင်ရတယ် CBS ဆိုတဲ့အနေနဲ့သူတို့စုဆောင်ထားပေးတယ်ဟုတ်တယ်အဲ့တော့အဖိုးကြီးဖွားကြီးဖြစ်နေလို့ရှိရင်သူကခီးတောင်ပို့ထွက်လို့ရသေးတယ်ဟုတ်တယ်ဒါဒီ fan လေးကိုသူတို့တုံးမယ်တာသမီကြီးလည်းခြေကြပြီသူတို့လည်းအဲတုံးနေတဲ့ဟာလေးဒီဒီ time လောက်သွားမလားဘယ်လောက်သွားမလဲပေါ့နော်ကျွန်တော်နိုင်ငံမှာဓာတ်တွေတော့အရင်အာနေနေသေးတာကျွန်တော်တွေ့တယ်ဒါကတော့ဟိုရုံမာတိုင်းမရနေတော့ဒီပီပီကကိုယ်စလေလွတ်တော်နေရောက်လာရင်လည်းဒါလုံရမယ့်အလုပ်တစ်ခုလို့လည်းကျွန်တော်မြင်ပါတယ်ဒီနေ့စနေပွဲကနေလည်းထွက်လာတဲ့ result လေးတစ်ခုလို့လည်းကျွန်တော်မြင်ပါတယ် မှန်ပါတယ်ကျွန်တော်တို့အနေနဲ့ဒီရာလီတွေကထပ်တိုးရမယ်နောက်ကျနေရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအဲသူများပြီးလို့ကိုကပြီးုံနဲ့မရတော့ဘူးပေါ့နော်ပြောရင်ဟိုဟာကုန်ခုံတယ်လို့ပဲပြောဖို့ပေါ့ defect forward ဆိုရဲအနေနဲ့ကိုတောင်းရတော့မယ်အဲ့တော့အစ်စ်နေကြော်ပြီးလောရတော့မယ်အစ်စ်နေလည်းအများကြီးပါโอเคအဲ့တော့အဲဒီနေ့ဆူနီဝဲလီလည်းတော်တော်လေးလည်းအချိန်ရသွားပြီအချိန်ကြီးလည်းလင်းလာပြီလို့လည်းကျွန်တော်ထင်ပါတယ်အဲ့တော့ဒီဆူနီဝဲလီကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်အဲနောက်ထပ်တရှိပေးနေတဲ့သူများအားလုံးကိုလည်းကျွန်တော်တို့ဥပမာပြည်သူရှင်တော်ပါတီကနေကျေးဇူးများရေးတင်ပါတယ်ခင်ဗျာ